ပါရာမိုတာ၁၁လေးဒီဟာမြင့်ပေ၁၈,၀၀၀တနအီမိုင်၆၀နီးပါးအထိပြန်ဆက်နိုင်ပြီးအလေးချိန်၂၄၀ကီလိုဂရမ်အထိတည်ဆောင်းနိုင်ပါတယ်။မျောလင်းမထားတဲ့နေရာတွေကနေရုတ်တရက်ပေါ်ထွက်တိုက်ခိုက်လာနိုင်တာကိုသတိပြုပါ။ခြေရွာတွေလူထုထက်တဲ့နေရာတွေနဲ့စီရေးခြေဆိုင်စခန်းတွေကိုဥတီတိုက်ခိုက်နိုင်လာကြောင်းအဲ့ဒီလိုနေရာတွေကိုသတိပြုရှောင်ရှားပါ။မြန်မာအိန္ဒိယနယ်စပ်ကုန်းသွယ်ရေးအဓိကလမ်းမကြီးတစ်ခုဖြစ်တဲ့စကိုင်းတိုင်းကလေးခရိုင် ကလေးတမှုအရှလမ်းမကြီးကိုပြန်လဲစိုးမိုးထိန်ချုပ်နိုင်မို့စိုးစုကအင်အားအလုံးရင်နဲ့စစ်ကြောင်းထိုးဝင်ရောက်နေပြီးတော့တော်လရင်တက်တီအနေနဲ့စိုးမိုးနယ်မြေတွေလက်လွတ်နေရတယ်လို့ဒေသခံသတင်းမြစ်ဒီကအမှတ်ပြကိုပြောပါရယ်မိုင်း80ကျော်ရှည်လျားတဲ့ကလေးတမှုလမ်းကိုပြန်လဲစိုးမိုးထိန်ချုပ်နိုင်မို့စိုးစုကလေကြောင်းကနေအင်အားဖြစ်ပြီးနောက်ဩဂုတ်လကစတန်ကကလေးမျိုးဘက်ကနေစစ်ကြောင်းထိုးတာဖြစ်ပြီးတော့အောက်တိုဘာ19ရက်မှာကလေးမျိုးကနေမိုင်း60ခန့်အကွာကလေးနဲ့တမှုနယ်ဆက် စော်ဘွားရရှင်ကျေးရွာအနီးတီစောက်စုစစ်ကြောင်းတွေရောက်ရှိနေပါပြီ။စောက်စုကကလေးတမှုအာရှလမ်းမကြီးတလျှောက်အင်အားတထောင်ခန့်နဲ့သုံးဖွဲ့ကကစစ်ကြောင်းထိုးနေတာဖြစ်ပြီးတော့ကလေးတမှုလမ်းမကြီးအတိုင်းစော်ဘွားရရှင်ကျေးရွာအနီးမှာ အင်အား900ခန့်ပါစစ်ကြောင်းတကြောင် စကန်ကြီးကျေးရွာကနေရာစကြိုမြို့နယ်အတွင်းဝင်ရောက်နေတဲ့အင်အား300ခန့်ပါစစ်ကြောင်းတကြောင်နဲ့ကလေးမျိုးအနောက်ဘက်ကနေဆယ်ကြီးကျေးရွာဘက်ဝင်ရောက်နေတဲ့အင်အား300ခန့်ပါစစ်ကြောင်းတို့ဖြစ်ပါတယ်။ လက်ရှိမအစိုးစုကကလေးတမူးလမ်းပေါ်မှာရှိတဲ့ဆော့ဝါရေရှင်ရာသကြိုညာစိမ့်နဲ့ဆယ်ကြီးကျေးရွာတွေထဲအထိုင်ကျတဆွဲနေပြီးတော့အနီးဝန်းကျင်ကိုလက်နက်ကြီးနဲ့အဆက်မပြတ်ရန်ကားပစ်ခတ်နေရလို့ဒေသခံသတင်းမြစ်တွေကပြောပါရယ်ကလေးတမူးလမ်းကိုပြန်လည်ထိန်းချုပ်နိုင်ဖို့စတင်စစ်ကြောင်းထိုးလာတဲ့အစိုးစုနဲ့တော်လန်ရေးတပ်တွေကန်တာယာကျေးရွာနီးမှာ၃လကြာတိုက်ပွဲဖြစ်ပွားပြီးနောက်တော်လန်ရေးတပ်တွေကကန်တာယာကျေးရွာကိုလက်လွတ်လိုက်ရချင်းစိုးစုကထပ်မံအင်အားဖြင့်စစ်ကြောင်းထိုးလာပြီး နေဆက်ကုံသွေးရေးလမ်းကိုစိုးမိုးထိန်းချုပ်နိုင်ဖို့စူးစမ်းလာတာလို့ဒေသခံတော်လှန်ရေးဘော်တို့က MFP ကိုပြောပါရယ်။ကလေးမျိုးကိုလေချောင်းကနေထောက်ပို့လောက်ကကလေးတမူလမ်းပိုင်းကိုပြန်စိုးမိုးဖို့စိုးအစုကစက်ကြောင်းထိုးနေတာဖြစ်ပြီးတော့တမူမျိုးဘက်ကနေနှစ်ဖက်ညက်စက်ကြောင်းထိုးတာမျိုးတော့မရှိသေးပါဘူး။အဲ့ဒီကလေးမျိုးဘက်ကနေကလေးတမူလန်တိုင်းစစ်ကြောင်းထိုးလာတဲ့စိုးစုဟာဒေသခံအယက်သားပြည်သူတွေကိုတစားကန်လူသားအတိုင်းကအဖြစ်ဖန်ဆီတာတပ်ဖြတ်တာနဲ့ရွာမီးရှို့တာတွေလည်းကျွလွန်နေပြီး အောက်တိုဘာ16ရက်နေ့ကဒေသခံပြည်သူ အမျိုးသား၈ဦးကိုဖမ်းဆီးပြီးတပ်ဖြတ်ခဲ့တယ်လို့လူ30ကျော်ကိုလည်းတစားကလူသားတိုင်းကအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။အသက်ခံရသူ၈ဦးဟာအရှိခုံသာကျေးရွာက2ဦးနဲ့အနောက်ခုံသာရွာက6ဦးဖြစ်ပြီးတော့တစားကလူသားတိုင်းကအဖြစ်ဖမ်းဆီးခံရသူတွေဟာကလေးတမူကားလမ်းမကြီးတခြားမှာရှိတဲ့အရှိခုံသာအနောက်ခုံသာရာစကြိုရံမျိုးအောင်စတဲ့ကျေးရွာတွေကဖြစ်တယ်လို့ခုံသာရာကန်တို့ကအမှတ်ပြုပြောပါရတယ်။ ကျောစုကအရှိခုံသာအနောက်ခုံသာကြေးရွာနဲ့56မိုင်ကြေးရွာတွေကိုစင်းင်းဖောက်ထွင်းပြီးတံမိုးရှိပစ္စည်းတွေလူရက်ခိုးယူသလိုနေအိမ်တွေကိုမီးရှို့ဖျက်ဆီးသွားပြီးမီးလောင်ပြင်ကနေအလောင်းတွေတွေ့ရတယ်လို့56မိုင်ရွာခံတူကပြောပါတယ်။ကျောစုရန်ကြောင့်ကလေးတမူလန်တလျှောက်ကလေးမြို့နယ်မှာရှိတဲ့နန်းဟန်ရွယ်နန်းဆောင်ဘူကန်ကြီးကန်တရာကျန်ဆက်ကုန်း56မိုင်ခုံသာအရှိခုံသာအနောက်မော်လိုက်ကလေးတောင်ရွာမြောက်ရွာ ရာစကြိုညာစိန်စတဲ့ကျေးရွာတွေနဲ့တမှုမြို့နယ်မှာရှိတဲ့နန်းခေါခေါဘုတ်ကံဝီတုံဖိုင်လင်းခံပတ်ဖရားရေရှင်ကျွန်းတော်ရေရှင်ကနန်စတဲ့ကျေးရွာတွေအပါအဝင် စုစုပေါင်းကျေးရွာ90ကျော်ကဒေသခံပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့အကူအညီပေးနေသူတွေကပြောပါတယ်။ကလေးမြို့နယ်မှာစောစုရဲ့ဒေသကူကယ်ရေးစစ်ဌာနချုပ်ဒါကာစာရှိတယ်လို့နောက်တဲ့စစ်ခြေဆိုင်စကန်တွေဖြစ်တဲ့ချလင်းတရင်ခလာယာချင်းမြန်တရင်ခမာယာနဲ့စစ်ခြေကန်လေ့ကျင့်ရတဲ့ စခတာအမြောက်တက်တဲ့20ခန်းရှိကစုံစုကလေချောင်းသုံးပြီးလူလက်နဲ့ရိတ်ခဖြစ်တင်းတယ်လို့တော်လိုင်းအင်အားစုတွေကပြောပါတယ်။